ဖိလစ်ပိုင်နိုင်ငံမီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်ဒီကနေ့ဆက်လက်လေ့လာဖို့ရှိတာကတော့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး20ရဲ့အကြောင်းပဲဖြစ်ပါတယ်အတော်ခရီးပောက်ခဲ့ပြီလို့ဆိုနိုင်တဲ့အဆင့်ပေါ့ဒီခရစ်ဝင်ကျမ်းရဲ့အခြေခံအချက်တွေကတော့ စပြည့်ဥယင်အလုကမားတွေရဲ့အကြောင်းကြီးပါဝင်ပါလိမ့်မယ်။ပြီးတော့ခရစ်တော်ဟာသူ့ရဲ့ရင်ဆိုင်ရာအသေးခံခြင်းအကြောင်းကိုဖတ်မှန်အသိပေးခြင်းတွေကိုကြားကြရပါဦးမယ်။ဒီအထဲမှာယာကုပ်နဲ့ယောဟန်ဆိုတဲ့တပည့်တော်နှစ်ယောက်ရဲ့အမိဟာသားတော်မောင်နှစ်ယောက်အတွက်ခရစ်တော်ကိုလာရောက်အေးဆိုးဆိုတဲ့ပုံတွေကိုလည်းဒီကျမ်းမှာဖော်ပြသွားမှာဖြစ်ပါလေ။ကျမ်းရဲ့ဒီကုန်းပိုင်းမှာကျတော့လမ်းပေါ်ကမျက်မမြင်နှစ်ယောက်ကိုခရစ်တော်အလင်းရအောင်ကုသပေးခြင်းပဲဖြစ်မယ်လို့ကြိုတင်ဖော်ပြထားလိုက်ပါလေ။ပြီးခဲ့တဲ့ ရှင်မသက်16မှာတုန်းကဒီကုန်းပိုင်းမှာကောင်းကင်နိုင်ငံတော်မှာရယူနိုင်တဲ့စုတွေကိုတမန်တော်တွေဘယ်လိုခံစားရမလဲဆိုတာသစ်တော်ရှင်းပြခဲ့ပြီအခုဒီချမ်းအခန်းကြီး20မှာကြတော့အဲ့ဒီစုလက်ခံစားရခြင်းအကြောင်းကိုဆက်နွယ်ပြီးတော့စပြည့်ဥယင်အလုသမားတွေနဲ့ပမာဆောင်ရင်းရယူနိုင်သောစုများအကြောင်းဆက်လက်နားဆင်ကြွားရအောင်လေဆိုတာပြောကြလိုပါတယ်ဒီခရစ်ဝင်ကျမ်းအခန်းကြီး20ဟာခရစ်တော်တက်တော်စဉ်မှာအလုလုခဲ့တဲ့အခန်းတွေကိုဂန္ဓာတစ်ခုအဖြစ် ချမ်းသာလိုက်မယ့်နေရာဖြစ်ပါတယ်။ဒီခန်းကြီးရဲ့နောက်ပိုင်းကစပြီးတော့သူ့ရဲ့ခြေလှမ်းတွေဟာကားတိုင်းတော်ကိုပဲလက်ရိုက်ဥပြီးပြီးတော့တွားတော့မယ်လို့ကျွန်တော်ဒီညမှာပြောချင်ပါတယ်။နောက်တစ်ခုအင်ပြထားချင်တာကတော့ဒီခန်းကြီး20ဟာမျက်မှောက်ကာလကောင်းကင်နိုင်ငံတော်နဲ့ပတ်သက်ပြီးမမြင်ကွယ်ရာရှုထောင့်အချို့တွေကိုရှင်းလင်းကြံပြပေးသွားပါဦးမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ပေါ်ပြခဲ့တဲ့ရယူအတော်စုဆိုတာနဲ့ပတ်သက်လို့နည်းနည်းကလေးရှင်းပြပါပြီ။ ဒီနေ့ဒီကျမ်းမှာမြင်ရမယ့်ဥပမာတော်ဟာအမှုတော်ကိုထမ်းဆောင်ခြင်းဒါမှမဟုတ်လုပ်ငန်းကြီးတစ်ခုကိုဆောင်ရွက်ခြင်းနဲ့ပတ်သက်လို့အရေးအတွက်တဲ့အရေးချင်းကိုဦးစားပေးလိမ့်မယ်။အလုပ်တွေများများပြီးဖို့တဲ့အလုပ်အပေါ်မှာဘလောက်တစ္ဆာရှိတယ်လဲဆိုတာကိုဦးစားပေးတဲ့ရှုထောင့်ကနေမြင်ရမယ်။ဒီလိုတစ္ဆာရှိမှုအတွေ့စုကျေးဇူးဟာပို့ပြီးတော့ကြီးမားမယ်ဆိုတာတွေကိုတွေ့လာရမယ်အကြောင်းပါပဲ။စပြည့်ဥယျာဉ်အလုပ်ခွင်ဝဲဆိုတဲ့ခေါင်းစဉ်နဲ့စပြုနိုင်မှု ရှင်မဗက်ခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်1ကိုဖတ်ကြပါစို့ဥပမာကကောင်းကင်နိုင်ငံတော်သည်စပြည့်ဥယင်ကိုလှုပ်ဆောင်သောသူတို့ကိုငားချင်းဟာနက်နက်စောစောဖြတ်သွားသောအင်ရှင်နှင့်တူ၏ပြီးခဲ့တဲ့ခရစ်ဝင်ကျမ်းအခန်းကြီး19အငယ်30မှာတုန်းကနောက်ကျသောသူများတို့သည်အရင်ကြလိမ့်မည်အရင်ကြသောသူများတို့သည်နောက်ကျကြလိမ့်မည်ဆိုပြီးတော့ဆုံးဖတ်ခဲ့တာကိုမှတ်မိကြမယ်ရှင်မတွေအခုကျမ်းဖြစ်တဲ့ရှင်မဘက်အခန်းကြီး20အငယ်16မှာကြတော့ ်ထိုနည်းတူနောက်ကျသောသူတို့သည်အရင်ကျကြလိမ့်မည်အရင်ကျသောသူတို့သည်နောက်ကျကြလိမ့်မည်ခေါ်တော်မူသောသူအများရှိတော်လေရွေးကောက်တော်မူသောသူနည်းသည်ဟုမိန့်တော်မူ၏ဆိုပြီးတော့အေးရပါလိမ့်မယ်ပြီးတော့နောက်ကျတဲ့လူကအရင်ကျအရင်ကျသူကနောက်ကျဆိုတာတွေဟာဒီဥပမာတော်ကိုအထူးပြုထားတယ်လို့ကျွန်တော်တို့မြင်နိုင်ပါတယ်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်1မှ5အထိဆက်ဖတ်ရင်သောသူသည်တနေ့လျင်ဒေနာဤတပြားစီပေးမည်ဟု၍ ်လှုပ်ဆောင်သောသူတို့နှင့်ဝန်ခံပြီးမှစပြည့်ဥယျံသို့ဆေလွတ်လေ၏။နန်း내တစ်ချက်ပြီးအချိန်၌ထွက်ပြန်နှင့်အခြားသောသူတို့သည်အလုတ်ကိုမလုတ်ဈေး၌ရပ်နေသည်ကိုမြင်၍တင်တို့လည်းငါစပြည့်ဥယျံသို့သွားကြ။တော်လျော်စွာငါပေးမည်ဆိုရင်ထိုသူတို့သည်သွားကြ၏။တပံနှစ်ချက်ပြီးအချိန်သုံးချက်ပြီးအချိန်၌ထွက်၍ရှင်ဤသူပြုလေ၏။အင်္ဂလိပ်သမားကျန်တဲ့အချိန်တွေကိုတက်ပုံကတော့နန်းနဲ့တစ်ချက်ပြီးဆိုတာဟာတတိယနာယီ နှစ်ချက်တီးဆိုတာဟာသတ္တမနာယီနဲ့သုံးချက်တီးဆိုတာဟာနဝမနာယီလို့ဆိုထားပါတယ်။ပြီးတော့အင်္ဂလိပ်ရဲ့အပြည့်နဲ့တွေ့မယ်ဆိုရင်အချိန်ချင်း3နာရီစီလောက်ခြားနာလိမ့်မယ်လို့ကျွန်တော်တို့ခန့်မှန်းနိုင်ပါတယ်။ရှင်မသက်ပြွင့်ကျန်းအခန်းကြီး20အငယ်6မှ35အထိစက္ကနာကြီးအချိန်၌ပြန်လဲထွက်ပြန်ရင်အခြားသောသူတို့သည်အလုတ်ကိုမလုတ်ရက်နေသည်ကိုတွေ့၍တင်တို့သည်တစ်နေ့လုံးအလုတ်ကိုမလုတ်ဖဲဤရက်၌အပေကြောင့် နေကြသည်ဟုနေတော်ထိုသူတို့ကကျင်တော်တို့ကိုဘသူမျှမငှားပါဟုပြောဆိုကြပြီသင်တို့လည်းငါစပြစ်ဥယင်တို့ွားကြတော်လျော်စွာရကြနိုင်မည်ဆိုလေညအချိန်တို့ရောက်သောအခါစပြစ်ဥယင်ရှင်ကလှုပ်ဆောင်သော သူတို့ကိုခေါ်ခဲ့တော့နောက်ဝင်သော သူမှစ၍အရင်အဦးဝင်သောသူကြောင့်အောင်အခါကိုပေးလော့ဟုမိမိစရေးကိုမှားလိုက်လေထို့ကြောင့်ဆက်တနာဤအချိန်၌ဝင်သောသူတို့သည်လာ၍ရေနာဤတပြားစီခံကြ၏ အရင်ဝင်သောသူတို့သည်လာကြသောအခါငါတို့သည်ပါ၍ရမည်ဟုစိတ်ထဲမှကြင်မှတ်တော်လေဒီနာဤတပြားစီခံရကြ၏ထို့သောခံပြီးလျင်အင်းရှင်ကိုကဲ့ရဲ့ပြစ်တင်၍နောက်ဝင်သောသူတို့သည်တနာဤကမ်းမြတာလှုပ်ဆောင်တော်လေတနေ့လုံးအမှုဝန်ကိုထမ်းရွက်၍နေပူစင်းရဲ့ခံရသောကျွန်ုပ်တို့နှင့်အညီအမျှကိုရောစီရင်ပါပြီးတကားဟုဆိုကြ၏အင်းရှင်ကလည်းဆွေပင်၌မတရားသောအမှုကိုငါမပြုဒီနာဤတပြားကိုအမှတ်ပြု၍ တင်ပြီးငါနှင့်ဝန်ခံသည်မဟုတ်လောတင်းဤဥစ္စာကိုယူ၍သွားလောနောက်ဝင်သော သူတို့အားတင်းနှင့်အညီမျှပေးခြင်းကငါအလိုရှိငါသည်ကိုဥစ္စာကိုပြုလိုသမျှမပြုရသလောငါသဘောကောင်းသောကြောင့်တင်းသည်မျက်မှောက်ကျိုးရသလောဆို၏ရုပ်တရက်တော့ဥယင်မှုရဲ့အယူအဆဟာမှားတယ်အလုသမားတွေရဲ့အရေးဆိုမှုမကျေနပ်မှုတွေဟာမှန်တယ်လို့သင်ချာနည်းကျတွက်ပြီးတော့မြင်တွေးနိုင်ကြတယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဒီဥပမာဟာ လောကလုတ်ခွင်တစ်ခုအမြင်နဲ့မကြည့်ပဲနဲ့ကောင်းငင်နိုင်ငံတော်ရဲ့ဥပမာသာဖြစ်ပါတယ်ဆိုတာကိုအလေးနဲ့သဘောပေါက်ရလိမ့်မယ်။ဘုရားသခင်ရဲ့ရှေ့တော်မှောက်ကိုနောင်တစိတ်နဲ့တိုးဝင်ဖို့ဆိုတဲ့အိစဟာအချိန်ဆက်ဝန်းမရှိပါဘူး။ခက်လွယ်လွယ်ဥပမာတစ်ခုကိုပြရမယ်ဆိုရင်ဤမျိုးကိုသွားတဲ့ကားတစ်စင်းကိုရန်ကုန်ကစပြီးစီးနိုင်တယ်လို့အင်းစိန်ကနေဖြတ်စီခြင်းစီးမယ်။ပါယာဝတီကဖြတ်စီခြင်းစီးမယ်။ပေါင်းတယ်ကဖြတ်စီခြင်းစီးမယ်။ဤမျိုးကိုတော့ရောက်မှအတူတူကြီးပဲဟုတ်လား။အဲ့ဒီအတိုင်းပဲဖြစ်ပါတယ်။ သက်ရှင်တော်မူသောဘုရားသခင်ကိုအမှန်တကယ်နောင်တတရားနဲ့ကျိုးပဲ့တည်မွားတဲ့စိတ်နဲ့ရှင်းကပ်ကိုးကွယ်ဖို့ကသိပ်ပြီးတော့အရေးကြီးပါတယ်။ဒီနောင်တဟာအသက်တာကာလရှည်လျားသမျှတစ်ခုလုံးမှာဘယ်အချိန်လဲနောင်တရတယ်ပဲဆိုဆို နောင်တအစစ်အမှန်ဖြစ်ဖို့အရေးကြီးတယ်။ယုံကြည်ခြင်းအနှစ်သာရပါဝင်မှုလိုတယ်။ဘုရားသခင်ကတော့လက်တန်းကျူစွန်ညီမကြီးပဲဖြစ်ပါတယ်။သာဝရအသက်ရှင်ခြင်းသုကျေးဇူးကအစင်းလူသားတိုင်းကို ်ဒန်းတူကြီးလူစောင့်မြော်နေပါလေနောက်တစ်ခုကတော့အလုတ်ဝတ်တရားကိုကောင်းပေါ်ကိုရောက်လာတဲ့အချိန်မှာသစ္စာရှိရှိတာဝန်တည်တည်နဲ့လှုပ်ဖို့လေလိုလိမ့်မယ်ဒီတာဝန်ဟာဘလောက်သေးသေးဘလောက်အချိန်မဲ့ပဲဖြစ်နေပါစေကြေပြွန်ဖို့တော့လိုမယ်ဆိုတာကိုလေဒီချမ်းချက်ကလည်းသတိပေးတယ်ဒါကိုကျွန်တော်တို့သဘောပေါက်ဖို့လိုပါတယ်အသင်းတော်ကြီးတစ်ခုမှကျွန်တော်ကမထင်ရှားတဲ့အမျိုးသမီးတစ်ယောက်ကိုသတိပြုနေပါတယ်သူကမှကွာရဝင်မဆိုးနိုင်တယ်လို့တရားဝင်ဟောတာတို့ ော်မတီတစ်ခုကိုကိုဥဆောင်တာလို့လည်းမတွေ့ရတဲ့အတွက်သာမညအသင်းသူခတ်နုံနုံခတ်ချာချာတယောက်လို့တောင်ရှင်းစရာရှိပါတယ်။ဒါပေမဲ့သေချာစနေနာကြည့်လိုက်တဲ့အခါကျတော့သူဟာမိုဟင်းကားရောင်းစားရတဲ့မုတ်ဆိုးမတယောက်အသင်းတော်ကိုအမြင်မှန်မှန်တက်ပြီးတော့သူ့ကိုအသင်းတော်ကခိုင်းစေတဲ့ဝေယဝစ္စသံသမယကိုမကြီးရန်လုပ်ပြီးတယ်။မိဖို့ကြောင့်ကိစ္စတွေအပြည့်စည်းလဲတဲ့ကိစ္စတွေပန်းဝယ်တဲ့ကိစ္စအာနိစပန်းအိုးထိုးတဲ့ကိစ္စအစုံနောက်ပကံဆေးတာတွေပါဝင်ဘယ်တော့မှ ဝတ္တရားမပြတ်ဘူးဆိုတာကိုကျွန်တော်သိလာရတယ်။ပြီးတော့အရေးအကြီးဆုံးတစ်ချက်ကတော့ဖာဂမီလေးနှစ်ယောက်စလုံးကိုငငယ်တဲ့ရင်အုပ်မကွာပြည့်စုတယ်။ဝဲရတဲ့အထိပညာပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီကလေးငယ်တွေကအခုစံစာကြောင်းတက်ပြီးတော့အင်မတန်ခေါင်တဲ့ဒီတောင်တန်းဒေသမှာပေါ်ပြီးတော့ပါရနာပြုတွေလုပ်နေကြလေရဲ့ဆိုတာကိုသိရတဲ့အချိန်ဒီမိမဟာတစ္ဆာရှိတဲ့ယုံကြည်သူသုတ္တာဝန်ကိုသူကြည်ပြွန်သူဆိုတာကျွန်တော်သဘောပေါက်လာတယ်။သင်းအုပ်ဆရာဥပုသ္စာပြေចောင်းအုပ်၊ကွာယာ ဆိုတဲ့တခြင်းအဖွဲ့တွေကိုဥဆောင်တဲ့လူတွေနောက်အလုပ်ပမာဏကြီးကြီးကြီးကိုဒီအမျိုးသမီးဟာမလုပ်ပေးနိုင်ပေမဲ့လေဘုရားသခင်ရဲ့စုကျေးဇူးကိုတော့အများတဲ့မလျော့တမ်းသူဟာမုတ်ချခံစားရလိမ့်မယ်ဆိုတာကိုကျွန်တော်နားလေသဘောပေါက်မိပါတယ်မိ쇠တို့ကျွန်တော်ရဲ့ဘဝအသက်တာမှာလေဒါဟာအလွန်လေးနက်တဲ့သင်ခန်းစာတစ်ခုပါကျွန်တော်ကိုကိုလိုရှင်ခေါ်ယူစေခိုင်းတဲ့အချိန်မှာစေခိုင်းတဲ့အလုပ်ကိုကြီးကြီးပြွန်ပြွန်သစ္စာရှိရှိတာဝန်သိသိဆောင်ရွက်ပေးကြရပါလိမ့်မယ် ကောင်းကင်နိုင်ငံတော်မှာရယူအပ်သောစုကိုယုံကြည်သူတိုင်းဟာအဲ့ဒီနည်းနဲ့ရကိုရယူနိုင်တယ်ဆိုတာခရစ်တော်သွန်သင်ပေးနေပါလေသရုပ်ထမြောက်ကြီးညာခြင်းဟုတ်ပါတယ်မိမိအသေးခံရတော့မယ့်အကြောင်းကိုခရစ်တော်ဟာ၄ချိန်မြောက်ပေါ်ပြသွားပါလိမ့်မယ်ရှမာသဲခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်18ယေရှုသည်ယေရုရှလင်မြို့သို့ပြတ်ကြွတော်မူစဉ်လံခရီး၌ကြိတ်နှစ်ပါးသောတပည့်တော်တို့ကိုစိတ်ကြွယ်ရရက်သို့ခေါ်၍ကျမ်းစာအရာ အထွေအနေအထားကိုမှတ်ဆနိုင်ပါလိမ့်မယ်။ယော်ဒန်မြစ်ဝန်းဒေသကိုလွန်မြောက်လို့ယေရုရှလင်ရှိတဲ့ဘက်မြင့်မတ်တဲ့လမ်းမှာသူတို့ရောက်ရှိနေကြပါပြီ။ခရစ်တော်ကဒီအချိန်မှာတပည့်တော်တွေကိုတီးသန့်ခေါ်ပြီးတော့ပြောတယ်ဗျ။အငယ်၁၈မှ၁၉ငါတို့ဒီယေရုရှလင်မြို့သို့ယခုသွားကြ၏။လူသားသည်ယေဘရဟိတ်အကြီးကျမ်းပြစီရာတို့လက်သို့ရောက်လိမ့်မည်။ထိုသူတို့သည်သေပြစ်ကိုစီရင်ကြလိမ့်မည်။လူသားအားပြည့်ရဲ့ပြုခြင်း၊ရိုက်ပုတ်ခြင်း လက်ဝါးကက်တိုင်မှာရိုက်ထားခြင်းကိုပြည့်စေခြင်းကတပါးအမျိုးသားတို့လက်သို့အနှံ့ကြလိမ့်မည်။သုံးရမြောက်သောနေ့၌ထမြောက်သိမ့်မည်ဟုမိန့်တော်မူ၏။ဖတ်ခဲ့ရတဲ့တခြားအချိန်နေမှာတဲ့ပို့ပြီးတော့ရောင်ကြတယ်။ပို့ပြီးတော့ပြတ်သားရှင်းလင်းတယ်။အသေးစိတ်လေးဖော်ပြနေပါလေ။ဘယ်လိုပဲဖြစ်ဖြစ်ရင်းနေတဲ့တပည့်တော်တွေဟာမရေမရာသာနားလေကြမယ်။နားလေခြင်းမှလည်းနားလေမယ်။သူတို့ဟာသခင်ကိုချစ်လို့သူခေါ်လို့လိုက်ခဲ့တာမှန်မိမယ်။ သူ့ရဲ့ဘဝင်ကြစရာအချက်တော့ဒီနေရာမှာရှိမှာမဟုတ်ဘူးကျွန်တော်သက်ဆမိပါလေသူတို့ဟာဖာမန်လူသားတွေမဟုတ်ဘူးလားအသေးရနေလိမ့်မယ်လို့ကျွန်တော်တွေးမိတယ်ရင်လဲနေနေချင်းနေနေလိမ့်မယ်ထင်ပါတယ်ဆွေးကနေဖြစ်သွားချင်းဖြစ်သွားလိမ့်မယ်လို့လည်းကျွန်တော်တွက်မိတယ်ကျွန်တော်တို့အခုကိုတော့ကိုယုံကြည်တဲ့လူတွေအဖို့မှာတော့ဒီဖေးချင်းနဲ့ဒီထမြောက်ချင်းကိုတမာတရားအားဖြင့်သိလို့အခုလို့ပြောလိုက်တယ်နဲ့သဘောပေါက်ပြီဓမ္မသစ်ကာလလုံးဝအုတ်ဆုံးမပြည့်စုံသေးတဲ့ဒီအချိန်ကတပြည့်တော်တွေအဖို့ကတော့ မျက်လုံးလေးတွေကလည်းကလေးနဲ့တယောက်နဲ့တယောက်မေးတငုံငုံနဲ့လှုပ်ကြပြီစိတ်အားတွေအကြီးအကျယ်ငြေသွားကြမှာပဲလို့ကျွန်တော်ခံစားမိပါတယ်အခုခရစ်တော်ရဲ့ကြီးညာချက်ဟာစိတ်စိတ်စဉ်းစားလိုက်ရင်သူတွေရမယ်လမ်းကိုသူတမင်လျှောက်သွားနေမှမထင်ရှားဘူးလားသူရဲ့နယ်ပဲကားတိုင်းလမ်းကိုသူရွေးနေရှာပြီကျွန်တော်မိတ်ဆွေတို့အတွက်အဖက်ပွေးကိုဈေးပြီးတော့ကျွန်တော်လူပောင်ပမိုင်းကအပြစ်ကျွေးကိုသူရွေးထုတ်ကယ်တင်ဖို့အတွက်စတင်ပြီးတော့ဆောင်ရွက်တော့မယ် ဒီအချိန်မှာရုပ်ကြီးပေါ်လာတာကတော့တမန်တော်12ပါးထဲမှာပါနေတဲ့နှစ်ယောက်သောညီအကိုဖြစ်တဲ့ယာကုပ်နဲ့ယောဟန်တို့ရဲ့အမိရဲ့အကြောင်းပဲဒီမိခင်ကြီးရဲ့ယုံကြည်ရင်းကြီးမားမှုနဲ့အတူလူသဘာဝရဲ့မတော်လောဘလေးတွေကိုပါသတိပြုနိုင်ဖို့အတွက်မိခင် လောဘဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်ပေးခြင်းပါတယ်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်20ထိုအခါဇေဘီတဲ့ဤသားတို့အမိသည်သားတို့နှင့်အတူထံတော်သို့ချင်း၍ပြတ်ဝတ်လျက် ်ဆုကျေးဇူးကိုတောင်းပန်လေ၏။ကိုတော်ကသင်သည်အဘယ်ဆုကျေးဇူးကိုအလိုရှိသနည်းဟုမေးတော်မူသော။မိတ်ဆန်းတယ်လို့တော့မတွေးကြပါနဲ့။ဒီကတိကျွန်တော်တို့လူသားတွေဟာဒီအတိုင်းပဲရယူလို့သောဆုတွေကသိပ်များတယ်မဟုတ်ဘူးလား။အခွားကြီးပြောတာကိုအငယ်27မှာကြည်ပါ။ကိုတော်ဤနိုင်ငံတွင်ကျမဤသားမြောက်တို့သည်လက်ရတော်ဘဲ၌တယောက်လက်ဝဲတော်ဘဲ၌တယောက်ခံရသောအခွင့်ကိုပေးတော်မူပါဟုလျှောက်လေ၏။မိခင်တယောက်ရဲ့ပါးရီပေါ်မှာမျောလင့်ခြင်းဟာထင်ရှားတယ်နော်။ သူ့ရဲ့ယုံကြည်ခြင်းဟာအံ့ဩဖို့ကောင်းတယ်လို့သူ့ရဲ့မိခင်မြစ်တာပေါ်ထွက်လာတဲ့လောဘမောဟလေးတွေကိုလည်းကျွန်တော်တို့သတိပြုနိုင်တယ်ဖြစ်ပါတယ်။ဒါတော့အပေါ်လိုမရှိတဲ့ခရစ်တော်ရဲ့အခြေကိုဆက်ပြီးနားထောင်ခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်22နဲ့23မှာအခုလိုဆိုထားလေရဲ့ယေရှုကလည်းသင်တို့သည်အဘယ်သို့တောင်းပန်သည်ကိုသင်တို့မသိကြငါတောက်ရသော ခွက်ကိုတောက်ခြင်းဟာ၎င်းငါခံသောဗတ္တိဇံကိုခံခြင်းဟာ၎င်းသင်တို့သည်တက်ဆွနိုင်သလိုဟုမိတော်မူခြင်း အကျွန်ုပ်တို့သည်တက်ဆွန်နိုင်ပါ၏ဟုပြောကြသောငါဤခွက်ကိုသင်တို့သည်ဖောက်ရကြလိမ့်မည်ငါခံသောဗတ္တိဇံကိုလည်းသင်တို့သည်ခံရကြလိမ့်မည်သို့တော်လည်းငါဤလက်ရဘက်လက်ဝဲဘက်၌ခံရသောအခွင့်ကိုကအကျဉ်သူတို့ဖို့လို့ငါငါခမည်းတော်သည်ပြင်ဆင်၏ထိုသူတို့အားသာငါပေးပိုင်ပြီဟုမိန့်တော်မူ၏ဒီနေရာမှာအသေးချာစဉ်းစားရမယ်ခရစ်တော်ဟာဘုရားသခင်ပဲလူသားတိကိုခံယူထားတဲ့ဘုရားပဲဒါပေမဲ့သူ့ရဲ့ပေးပိုင်ခြင်းကိုညှင်းဆို့ပြီးတော့ ငါခမည်းတော်လို့သူမဖြစ်လို့သုံးတယ်လေကောင်းငင်နိုင်ငံတော်ရဲ့ဘုံစည်းစိမ်ဟာငါနဲ့မဆိုင်ဘူးမင်းတို့ကိုယ်တိုင်ကထိုက်တန်အောင်ကြိုးစားရမယ်လို့ပြောလိုက်တယ်အတူတူပဲလို့ကျွန်တော်ခန့်ယူပါတယ်ခရစ်တော်ဟာသူတို့ကိုအပြစ်ကရွေးနှုတ်ပြီးသာဝရအသက်လမ်းကိုပေးပြီးပြီးကောင်းငင်နိုင်ငံတော်အကြောင်းကိုသွန်သင်ပြီးပြီးကိုယ်လမ်းကိုကိုသိရမှာပေါ့ကိုယ်အနာဂတ်အတွက်ကိုယ်တိုင်ပြင်ဆင်ကြရမှာပေါ့မိကံအဖင့်ကြာဖင့်ဖြစ်အောင်အသွေးတော်ကိုစွန့်ငယ်ပြီးပြီမဟုတ်လားလမ်းကြောင်းကြီးရှင်းလင်းအောင်ဖော်ပြခဲ့ပြီးပြီဆိုမှ ဘာရင်များဘုရားသခင်ပေါ်မှာဇောရကတက်စရာလောဘတက်စရာလူသေးတလေတနည်းလက်တွေးရင်လေကဲတင်ကြီးဆိုတာကရှိပြီရပြီကောင်းငင်နိုင်ငံတော်တဏှာဆိုတာကတော့ကိုတာဝန်နဲ့ကိုရအောင်လို့ဓမ္မလမ်းကြောင်းကြကြအသက်ရှင်ပြသစ္စာနဲ့ရှာဖွေကြိုးပမ်းကြပေါ့ပြိလိုက်ပြီးဩဝါဒစာအခန်းကြီး3အငယ်14မှာဆိုရင်ယေရှုခရစ်အားဖြင့်ဘုရားသခင်သည်အထက်အရမှခေါ်တော်မူခြင်းနှင့်ဆိုင်သောစုကိုရခြင်းကပန်းတုံးတိုင်ကိုငါလိုက်ပြည့်၏ ထို့ကြောင့်စုံလင်သောသူရှိသမျှတို့သည်ဤသို့သောသဘောကို စွဲလန်းရကြမည်လို့ဒီပိလိပုဩဝါဒစာမှာပိလိပိဩဝါဒစာမှာဆုံးမထားပါလေရိုးရိုးစင်းစင်းကလေးပါကေတင်ညင်းစုဂျေစုကြီးကိုရပြီဆိုပြီးတော့ခြေနိုင်ကျင်းနေတော့လည်းမရဘူးနှုတ်ကပတ်တော်ချထားတဲ့လမ်းကြောင်းမှာကြိုးစားပန်းစားတော့ရှောက်ပြေးရမယ်ကို့လောဘဒေါသမာမာနဆိုတာတွေကိုချုပ်တီးပြီးတော့အကျင့်တရားလည်းရှိဖို့လိုလိမ့်မယ်ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး20ငွေ24 အချားသောတပြည့်တော်တကြိတ်တို့သည်ကြားပြီးရင်ထိုညီအကိုမြောက်ကိုအမြင့်ထွက်ကြ၏အကောင်းကြီးမတွေးကြနဲ့နော်မနာလိုတိုရှည်ထက်တဲ့အမြင့်အားလုံးကကောင်းကင်နိုင်ငံတော်မှာဒီလိုပဲနေရာကောင်းကိုမျှော်လင့်နေကြတာအငယ်25ကနေ28အထိကြည်ပါယေရှုသည်ထိုသူတို့ကိုခေါ်တော်မူ၍သင်တို့သိသည့်အတိုင်းလောကီမင်းတို့သည်အစိုးရပြုတ်တတ်ကြ၏အကဲအမှုတို့သည်အာနာထားတတ်ကြ၏သင်တို့မူကားထိုသို့မပြုတ်ကြနှင့် လူသားသည်သူတစ်ပါးကိုစေစားခြင်းကမလားသူတစ်ပါးအစေကိုခံခြင်းက၎င်းမိမိအသက်ကိုစွန့်၍ဤစွန့်၍လူများကိုရွေးခြင်းက၎င်းကြွလာပြီးဖြစ်၍ထိုနည်းအတူလင်တို့တွင်အကဲမှုပြုလိုသောသူကိုလင်တို့အစေခံဖြစ်စေလင်တို့တွင်အထွတ်အမြတ်လှုပ်ခြင်းသောသူကိုလည်းလင်တို့ကြုံဖြစ်စေမိန့်တော်မူ၏အသက်စွန့်ခြင်းကလာပြီဆိုတာကိုဖတ်ပြီးပြန်ပြောပြန်တယ် ဒါခရစ်တော်ပြင်စမအကြည်မြောက်ထပ်မံကြီးညာခြင်းနဲ့လို့ကျွန်တော်ထင်တယ်။ဒီလိုကြီးညာနေခြင်းမှာပဲအင်မတန်ကောင်းတဲ့အဆုံးအမတွေကိုပါရောပြွန်ပြီးတော့သူဖော်ပြထားတယ်။စောစောကကောင်းကင်နိုင်ငံတော်မှာနေရာရဖို့အရေးရာကုတ်ယောဟန်နဲ့သူတို့အမိတောင်းဆိုခဲ့တဲ့ကိစ္စဒါကိုကြံတပြည့်တော်တတိကမကြည်မနှက်ဖြစ်ကြတာတွေကိုခရစ်တော်ကရည်ရွယ်ပြီးတော့ဆုံးမပြစ်လိုက်တာပဲဖြစ်တယ်။ငါဒီလောကကိုကြွလာတာဟာသူတစ်ပါးကိုစေစားဖို့မဟုတ်ဘူး။ သူတပားရဲ့အစီကိုခံမှုလာတာလောက်ကောင်းတဲ့စကားတွေလေအေးမင်းတို့တဲမှာလေအဲ့ဒီစိတ်တက်မျိုးကိုမြင်များမွေးကြလောကမှာရှိတဲ့မင်းစည်းစိမ်တို့အကြည့်မှုအာနာတို့ဆိုတာတွေနောက်ကတော့ကောက်ကောက်ပါအောင်လိုက်ပြီးတည်မကြကြနဲ့ခေါင်းဆောင်ဖြစ်ချင်ခေါင်းမရှောင်နဲ့သူတပားအတွက်အစီခံစိတ်ထားကိုနှိမ့်ချကြဒါမှမြင့်မြတ်တဲ့နေရာကိုရောက်မယ်အဲ့ဒီလိုခရစ်တော်ကပြောတာပါမိတ်ဆွေတို့ခင်ဗျာ ဒါဟာခရစ်တော်ရဲ့မမေ့နိုင်စရာကောင်းတဲ့ဆုံးမစကားတွေပါပဲဒီလိုပဲကျွန်တော်ခံယူသုံးသပ်မိပါတယ်ဒီကနေ့အသင်းတော်အဖွဲ့အစည်းနဲ့တကွအခြားလူအဖွဲ့အစည်းအသီးသီးမှလည်းဒီစိတ်သက်တွေထွန်းကားလာရင်ဒီမြင့်မြတ်တဲ့အတွေ့အခေါ်တွေသာသွားမှုနေလောက်ကောင်းနိုင်မလဲလို့ကျွန်တော်ယင်ထဲမှာတွေးတယ်ဘာလေးလှုပ်လှုပ်သူများကိုကြောလိုက်ရမှဆိုတဲ့လူသားစိတ်သက်နဲ့ကောင်းငင်ပုံရှင်သခင်ခရစ်တော်လူချင်းရဲ့စိတ်သက်ဟာအကြီးအကျယ်ကွာခြားနေပါကလားဆိုတာဒီနေရာမှာအင်မတန်ထင်ရှားပေါ်လွင်နေပါတယ် ခရစ်တော်ရဲ့အကြောင်းကိုမသိသေးတဲ့လူပရိသတ်တွေကိုခရစ်တော်ဆိုတာဟာဒီလူလောကရဲ့အစေကိုခံနေလူလောကအတွက်အသေးကိုခံနေပြီးတော့မှကယ်တင်ရှင်ယေရှုကျေးဇူးတွေကိုလည်းပေးခဲ့တယ်ဆိုတာကိုကျွန်တော်တို့တတ်ဆွန်းသဖြင့် lesson ကံတင်ပြဖို့ကောင်းပါတယ်ဘလို့မျက်နှိုးစရာအားကိုးကိုလုံစရာကောင်းတဲ့အရှင်သခင်လဲဆိုတာကိုဒရင်းကောင်းကြားပြောဖို့ထိုက်တန်လှပါပြီလို့ကျွန်တော်ခရစ်တော်အတွက်ဘုံယူမဆုံးဖြစ်မိပါတယ် ်ရက်မမြင်တို့နှင့်ခရစ်တော်ဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်ပြီးတော့ပြင်ပြလိုပါတယ်ရှင်မာသဲခရစ်ဝင်အခန်းကြီး20အငယ်29ယေရီခေါမြို့မှထက်ပွားကြစဉ်တွင်လူများအပေါင်းတို့သည်နောက်တော်သူလိုက်ကြ၏ယေရီခေါဆိုတာကတော့အခုပါလက်စတိုင်းကိုပိုင်အုပ်ချုပ်ခွင့်ရရှိနေတဲ့ဂျယ်ရီခေါဆိုတဲ့ဒီမြို့ပါပဲခဏခဏတယ်လီဗေးရှင်းတွေထဲမှာပါနေတယ်လူမြေပြင်မြေပုံညွန့်အတိုင်းဆိုရင်တော့ခရစ်တော်နဲ့တပည့်တော်တွေနောက်လိုက်ပရိသတ်တွေဟာယေရုရှလင်ဘက်ကိုပို့ပို့ပြီးတော့ပြီးလာပြီပေါ့ မြောက်ဘက်ကနေတောင်ဘက်အတိုင်းခရီးတော်ပေါက်လာပြီလို့ဆိုနေတာပေါ့ကဘာကျော်ဝတ္ထုတပုတ်မှာတော့ယေရုရှလင်မြို့တော်ကနေယေရီခေါကိုသွားတော့မယ်လမ်းမှာပခိုးတွေလက်သေးကိုယေရုရှလင်မြို့ကြီးသားတယောက်ရောက်တယ်ဆိုတော့ဖတ်ရဘူးလေအဲ့ဒီလိုပဲမြို့ကြီးဖြစ်တဲ့ရန်ကုန်မန္တလေးစတဲ့မြို့ကြီးတွေကနေတောကိုသွားပြီးတော့ညှက်ဖျားမိတယ်လို့ဘဝဇက်မြုပ်ပြီးတော့หนีလိုက်တယ်လို့ဆိုတာမျိုးတွေလည်းဖတ်မကောင်းကောင်းအောင်လောက်ကြံထားတဲ့ဇာတ်လမ်းတွေအများအပြားရှိပါတယ်အခုခရစ်တော်ယေရှုကတော့ မင်းစွန်နေပြားကနေမြို့တော်ကြီးကိုတက်တယ်။ပြီးတော့ဟိုတယ်မှာတဲခိုပြီးတော့ညစာကိုစမှတ်ကြကြနဲ့ဆိုတော်တွေရှိတဲ့ပန်းညံကြီးတွေမှာဝင်ပြီးတော့သွားစားမယ်လို့တော့မထင်ရလိမ့်နဲ့။ကျွန်တော်မိဆွေတို့အတွက်အသက်ကိုအသိခံဖို့ဒီမြို့တော်ကြီးကိုတက်တာ။မယုံနိုင်စရာပဲနော်။ဒါနဲ့မယုံနိုင်စရာကတော့ဒီမြို့တော်ကြီးကိုတက်ပြီးအခုသဝက်တည်နေအတူအသေးခံရမယ်အချိန်အသေးခံစီဖို့အတွက်တရားစီရင်တဲ့အချိန်အရှင်းကိုကိုကိုမကာကွယ်ခဲ့ဘူး အတိတ်ကာလဒီတစားကြီးခကြီးလှဲ့လေချိန်နေမှာတော့ကဆိုရင်သူ့ကိုယ်ကိုသူကာကွယ်ခဲ့တာတွေကိုမြင်နိုင်တယ်။ဒါလည်းသူ့အကျိုးမဟုတ်ဘူးလေ။တမသိအတွေးအခေါ်ကိုကာကွယ်ဖို့သာသူကြိုးပမ်းခဲ့တာ။ခွန်းတုံပြန်ဆူခဲ့တာ။စကားစစ်ထိုးတယ်လို့လုပ်ခဲ့တာတွေကိုကျွန်တော်တို့ကြားခဲ့ရပြီးပါပြီ။အခုယေရုရှလင်မြို့တော်ကြီးသူ့ကိုတတ်မဲ့ပွဲမှာတော့သူဟာလုံးဝငြိမ်သက်စွာခုခံခြင်းကင်းမဲ့စွာတုံ့နှုတ်ခြင်းမရှိ ပကတိငြိမ်ငြိမ်ချမ်းချမ်းရှိခဲ့တာကိုတွေ့ရလိမ့်မယ်။ဘလို့လူအုံနှောင်းနဲ့မစင်စားဝန်းတဲ့ကိစ္စမျိုးလေ။ဟုတ်ပါတယ်မိတ်ဆွေ။ကျွန်တော်အတွက်အပြစ်တရားမှလွတ်ရလွတ်ကြောင်းသူအသေးခံဖို့သူ့အသွေးသွင်းဖို့သူယေရုရှလင်မြို့ကြီးကိုတွားခဲ့တာပဲမဟုတ်လား။ဒီအပြင်ဒီအချိန်မှာသူ့ရင်ထဲမှာအပြစ်တွေပြည့်နေပြီလေ။တခုတော့ရှိသေးရဲ့သူ့ရင်ထဲကပြည့်နေတယ်ဆိုရင်အပြစ်ကသူ့အပြစ်မဟုတ်ဘူး။ကျွန်တော်မိတ်ဆွေတို့အပါအဝင်လူသမိုင်းရဲ့အပြစ်အညစ်အကြေးတွေအကုန်လုံးကိုသူ့ရင်ထဲမှာခံယူထားတာ ဒါကြောင့်သူဟာဒီလိုသူနဲ့မဆိုင်တဲ့အပြစ်တွေကိုသူ့ရင်မှာကျွန်တော်စီကဖလှယ်ယူထားပြီးတော့အသေးခံပြလိုက်တယ်။သူ့အနေနဲ့နှုတ်ကိုဇုံပိတ်လွန်တိတ်ဆိတ်၍ကိုယ်သိညင်သာသေခံရာကိုပမာချီနှောင်ရစ်တကောင်တို့ယူဆောင်ခံစားခဲ့တည်းဆိုတဲ့အပြားငယ်အတိုင်းသေခြင်းကိုလက်ခံယူတာကိုကျွန်တော်တွေ့ရတော့တယ်။အဲဒီလိုအသေးခံရာမျိုးတော်ကြီးစီကိုဥတီနေစေမမျော်လင့်ပဲဆုံရတာကတော့မျက်မမြင်ပြောက်တဲ့ ရှင်မဗက်ခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်30ယေရှုကြွားသွားတော်မူကြောင်းကိုလမ်းသားမှာထိုင်နေသောလူကားနှစ်ယောက်တို့သည်ကြားရသည်ဒါဝိဒ်၏သားတော်အရှင်အကျွန်ုပ်တို့ကိုကဲမှသနာတော်မူပါဟုခစ်ကြော်ကြလေ။မျက်စိမမြင်တဲ့လူများဟာနားပို့ပြီးတော့ပါတယ်လေဗျာ။အဲဆော့အနာမကြားများကြတော့လေမျက်စိသိပ်ပြီးတော့ပြင်းနေဆိုပါလား။ဒါဘလောက်ဟုတ်တယ်မဟုတ်ဘူးဆိုတာကတော့အခုသင်ခန်းစာပဲ။အခုသူတို့ရှင်နာပြတ်တဲ့အပံပလန်တွေကိုလှမ်းနားထောင်ပြီးတော့ သခင်ခရစ်တော်ဥဆောင်ပါဝင်ခြင်းကိုကြားရတဲ့အကမ်းမြောက်ဘလို့ပြင်လေဒါဝိဒ်သားတော်ခမညာသနာတော်မူပါဆိုပြီးတော့ကြုံអော်တယ်အငယ်31ထိုသူတို့ကိုသိစိတ်စွာနေစေခြင်းကလူအစုအဝေးတို့သည်ငောက်၍ဆိုကြတော်လေဒါဝိဒ်သားတော်အရှင်အကျွန်ုပ်တို့ကိုကဲမသနာတော်မူပါဟူ၍သာဟစ်ကြော်ကြ၏သူတို့ကဂျူးလူမျိုးဆိုတော့ဒါဝိဒ်သားတော်အရှင်ဆိုတဲ့နာမဝိသေသနာသုံးပိုင်ခွင့်ရှိလို့သူတို့သုံးတာကိုခရစ်တော်ကဘာမှမပြောဘူး အရေးတကြွတနိုင်ငံသူတယောက်တုန်းကတော့ခရစ်တော်ကမကြိုက်လို့စကားပြန်ပြီးတော့မပြောခဲ့ဘူးဆိုတာတွေ့ခဲ့ရတယ်။ဒီမျိုးသမီးကိုဆူတောင်းဆူခဲ့တာတွေကိုကျွန်တော်တို့ဖော်ပြခဲ့ပြီးမိဆွေတို့လည်းမှတ်မိမယ်ထင်ပါတယ်။အခုဒီမျက်မမြင်တယောက်ကတော့တခြားလူတွေဝင်ပြီးတော့မိတို့ကောင်းတွေကဘာဖြစ်လို့လောက်အော်ဟစ်ပြီးတော့ခရစ်တော်ကိုနားပူနေရတာလဲကွာ။ဘာညာဆိုပြီးတော့ဝင်ပြီးတော့စူပူကျိမ်းမောင်းတာတောင်မှဘီးမဆိုင်ဘူး။ကစားစားဟစ်အော်ပြီးအနာခံနေတော့တာပဲတဲ့။ကိုရင်ကခရစ်တော်က ဘလောက်စူးစူးဇွဲမလျှော့တဲ့တကျွန်းတန်နိုင်ငံသူရဲ့ယုံကြည်ခြင်းအတိုင်းပဲလေဒါကြောင့်မို့လို့လေရှင်မဘက်ခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်32 33ယေရှုသည်လေရတ်တော်မူရဲ့ထိုသူတို့ကိုခေါ်၍တင်တို့၌အဘဲတို့ပြုစေလိုသည်ဟုမေးတော်မူခြင်းသခင်ကျွန်ုပ်တို့၏မျက်စိကိုပွင့်လင်းစေခြင်းကပြုတော်မူပါဟုပြောကြတော့သတိထားမိတယ်နော်ယေရှုကမေးတယ်သူတို့ကလည်းယင်ဖွင့်တောင်းပန်နေတယ်ယေရှုကမသိလို့မေးတယ်မထင်လို့ ကန်းတော်မျက်စိယခုပဲဟောက်တောက်ကြီးဆိုတာမျိုးဘုရားရှင်နဲ့မြင်လာနဲ့သိတာပေါ့သိသိမသိသိသူ့ကိုအသနာခံရမှာကကာယကံရှင်ကိုယ်တိုင်ကတောင်းလျှောက်ခြင်းယဉ်ဖွင့်ခြင်းလို့တယ်ဒါကိုခရစ်တော်နှစ်သက်တယ်လို့ခြင်းနဲ့ဒါကြောင့်မလို့ဒီအချက်ကိုဒီနေရာမှာဒီမျက်ကန်းတွေကိုနေလိုက်တယ်ဆိုတာဟာဆိုတဲ့အချက်ကသင်ခန်းစာတစ်ခုကျွန်တော်တို့ကိုဖတ်ပြီးတော့ပေးတယ်ဒီကနေ့ဒီအချိန်မှာကျွန်တော်အမြင်ကိုပြောရရင်ကားတိုင်းလမ်းကိုသွားတယ်လို့သာပြောတယ် နောင်တနဲ့ခန်းစားချက်နဲ့အတနာခံခြင်းမျိုးနဲ့ပွားတာမျိုးသိပ်ပြီးတော့မတွေ့ရဘူး။ရင်မွေးတွေဆွတ်ပြီးတော့နောက်ဆုံးပေါ်ဝတ်အစားတွေကိုစတိုင်ကြကြဝတ်ပြီးမှကားကြီးမောင်းပြီးသွားတဲ့ပုံမျိုးတွေကများနေတယ်လို့ကျွန်တော်တွေ့တယ်။ဘုရားသခင်လိုချင်တာကတခြားကျွန်တော်ယူယူသွားတာတခြားဖြစ်နေတယ်လို့ကျွန်တော်ခန်းစားမိပါတယ်။တကယ်တော့အပြစ်တရားအညစ်အကြေးပုံကြီးတွေကကိုယ့်ဘဝကိုအရှိအရှိအတိုင်းဖော်ပြရဲဖို့ရင်ဖွင့်ရဲဖို့သိပ်ပြီးတော့လိုပါတယ်။ဒီလိုအပြစ်ကောင်ကြီးတွေဖြစ်တဲ့လူသားကို ဘဲအိုရီကလုံးတို့ဂိုယာတို့ဒေါ်လာတို့အက်စီတို့ကမှဖုံးအုပ်ပြီးတော့မထားနိုင်ဘူးလို့ဒီနေရာမှာကျွန်တော်လေးလေးနက်နက်ဖော်ပြချင်ပါတယ်စန်း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 နဲ့ခရစ်တော်ဘက်ကိုယော်ယမ်းပြီးတခြားဘလူ့ကိုမှဂိူးမဆိုင်ဘဲလန်လာပြီးတော့သူတို့ပြောတာကတော့အကျွန်ုပ်တို့ကိုမျက်စိပွင့်လင်းစေပါရှင်မဘက်ခရစ်ဝင်ကျမ်းအခန်းကြီး20ငွေ34ဖြစ်တဲ့နောက်ဆုံးအပိုက်ကတော့ယေရှုသည်တနာခြင်းစိတ်တော်ရှိ၍သူတို့၏မျက်စိကိုလက်နှင့်တို့တော်မူ၏ ထိုခဏချင်းတွင်ထိုသူတို့သည်မျက်စိမြင်၍နောက်တော်သို့လိုက်သွားကြ၏ရဲ့လို့ဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒီလူနှစ်ယောက်ဟာကျေးဇူးတော်ကို ခံစားရပြီးယေရှုသွားရနောက်ကိုလိုက်သွားကြပါတယ်။အလင်းသစ်နဲ့ကားတိုင်းလမ်းစီးကိုကနောက်တစ်ချိန်အစီအစဉ်မှာရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး21ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။